မမင်းကလေးကြီးကိုကျင်းနဲ့စားတယ်။ကျမပေါ်ကျမရောင်းမပေါ်ဒီမှာ तू ယူဖို့ तू ကိုယ်တိုင် तू တို့ကြိုက်လို့ချစ်လို့ကြိုက်လို့ဆိုပဲကျမတို့တို့ပေးစားတာ6နှစ်9နှစ်လောက်တွဲနေတဲ့ကောင်မလေးရှိရတဲ့နဲ့တခြားကောင်မလေးနဲ့ဖောက်ပြန်ပြီးတော့ယူသွားလို့ကျမသူများအိမ်မှာအိမ်ပေါ်လှုပ်ပြီးတော့ကိုသူများနိုင်ငံမှာတတလုံးကြိုခဲခဲပါစေ။ဩကပောင်လေးနဲ့ငါအမေပြည့်စုံနေတဲ့ဆိုတဲ့အစိတ်တစ်ခုနဲ့ຫນွယ်ခုချိန်ဒီမပြောင်းပေးနဲ့ဒီမှာပြေးပေးတယ်။နော် ဲ့တော့မှလုတ်သွားတဲ့အခါအရေးရှင်သားစီကကောင်းတော့လေဘလို့မှတော့မျိုးစက်စက်ကလုံးတော့မရှိဘူး မွေးမင်္ဂလာပါမွေးချန်နယ်ရရင်ကြိုဆိုလိုက်ပါတယ်မွေးဒီနေ့ဒီစပရစ်ချန်နယ်ဗီဒီယိုလေးရတော့ live ပေါ်မှာနာမည်ကြီးနေတယ်ဒီအမရဲ့မောင်လေးက6နှစ်လောက်တွဲခဲ့ပြီးတော့ယူမယ်ဆိုပြီးတော့တတ်တောင်းမိကမှာပေါ့နော်အခြားကောင်မလေးတက်ကိုခိုးသွားလို့ပေါ့နော်ဒီမိသားစုအဆက်ကွက်ခဲ့တယ်ဆိုတဲ့အကြောင်းကိုငိုယူပြီးတော့ပြောပြနေတာချိတဲ့မျိုးတွေလည်းဘုဟုတရာတင်ကန်းစာရအောင်လို့ပြလဲညှောက်လိုက်တာဖြစ်ပါတယ်ဒါဆိုတော့ဗီဒီယိုလေးကိုဆက်လိုက်ကြရအောင်နော် လည်းပြောရင်တော့ဒီရက်ဒီချိန်ကစပြီးတော့နွဲ့နွဲ့မောင်လေးနဲ့ယူတဲ့ဘယ်မိန်းမမှန်သမျှနွဲ့အိမ်မှာနွဲ့လုံးဝလက်မခံပါဘူးเนาะသူအေးသူ့ဘဝသူကြောင်းနိုင်လို့သူ့လမ်းသူလျှောက်သွားတယ်ဆိုလို့ရှိရင်သွားနွဲ့အိမ်မှာတော့လက်မခံဘူးမင်္ဂလာလည်းလုံးဝမဆောင်ပေးပါဘူးเนาะဒါတခါလေးပြောဘသူနဲ့ပဲယူယူကိုပြောတာမို့ငါ့မောင်မှာဘာရည်ချင်းမှလည်းမရှိဘူးဘာလုံးမှလည်းမလုံးနိုင်ဘူးเนาะအဲ့ဒါကိုနင်တို့ကနင်တို့လေအချင်းကြည့်ပြီးတော့ကြိုက်ရင်တော့ငါလည်းမပြောတတ်ဘူးသိလားเนาะအခုလဲအခုယူမဲ့လူရှိရတော့မှတခြားကောင်မလေးနဲ့ဖောက်ပြန် သေးလက်လေယောက်ျားတယောက်ကိုလေသေလောက်အောင်ပဲချစ်ပါစေအဲ့ဒီလူအဲ့ဒီတခြားမိန်းမတွေနဲ့ဖောက်ပြန်ပြီဆိုရင်တော့ကိုအဲ့ယောက်ျားသေလောက်အောင်ချစ်ပါစေအဲ့ညာတွေကိုသေရင်သေသွားပါစေအဲ့ယောက်ျားတယောက်ကိုဘယ်တော့မှလှည့်မကြည့်ဘူးတိလားအမြဘာပဲဖြစ်လေချစ်တာချစ်တာပဲမာနတော့လားအပြစ်မခံဘူးမနွဲ့နွဲ့မောင်လေးလေဒီမှာသူနဲ့တွဲနေတဲ့ကောင်မလေး6နှစ်9နှစ်လောက်တွဲနေတဲ့ကောင်မလေးကိုပြစ်ပြီးတော့တခြားကောင်မနဲ့ဖောက်ပြန်လို့လေနွဲ့သောတာထွက်လို့လေယူဖို့တောင်ဒီမှာကုန်စီစဉ်ပေးပြီးနေပြီဘာလို့တခြားကောင်မနဲ့တွားရှုပ်တယ် ကိုလည်းဟိုမှာလူကြီးဆိုတာနဲ့ပြောဖို့သူ့အမေတွေတောင်နားဖောက်ပေးပြီဒါဒီတင်းကျွန့်ကြရင်တော့မှသွားတောင်းရင်ပြီးတော့မင်္ဂလာဆောင်ပေးမယ်ဒါကိုစီစဉ်ထားတာเนาะကိုမပြန်ပြင်းတောင်မှအဲ့ဒါဟိုမှာဟိုတယောက်ကဂျိုထဖောက်တယ်အခုတခြားကောင်မလေးနဲ့လက်မှတ်သွားထိုးတယ်ဆိုလားဘာဆိုလားမသိဘူးခူးစာလို့မခုံးเนาะဇယိုက်ဆန္ဒလို့ခေါ်တယ်เนาะဘာလို့ဆိုတော့သူများတားသမီးကို၄၅၆နှစ်တွဲတယ်အခုကျမှယူကာနေကျမှမယူတော့ဘူးဆိုတော့ဘာမဟုတ်တဲ့၃လကြိုက်တဲ့လူယူတယ်ဆိုတော့ဇယိုက်ဆန္ဒ ဒီမှာလဲနှဲ့မောင်လဲလေသူနဲ့ကြိုက်တဲ့6နဲ့9လောက်တွဲနေတဲ့ကောင်မလေးကိုပြစ်ပြီးတော့မနစ်တနေရမှာတွဲတဲ့ကောင်မနဲ့ယူလို့လေနှဲ့အိမ်ဘောကနေမောင်းချတရားမှလက်မခံဒေါသထွက်တယ်အဲ့လိုတစ္ဆာမရှိတဲ့ယောက်ျားလေးကိုတကယ်အားရိုက်မုန်းတာဒီမှာလဲနှဲ့မောင်လဲလေသူနဲ့ကြိုက်တဲ့6နဲ့9လောက်တွဲနေတဲ့ကောင်မလေးကိုပြစ်ပြီးတော့မနစ်တနေရမှာတွဲတဲ့ကောင်မနဲ့ယူလို့လေနှဲ့အိမ်ဘောကနေမောင်းချတရားမှလက်မခံဒေါသထွက်တယ်အဲ့လိုတစ္ဆာမရှိတဲ့ယောက်ျားလေးကိုတကယ်အားရိုက်မုန်းတာ မောင်လေးတော့ကိုကဘာပဲဖြစ်ဖြစ်သီလာမျက်နှာငငယ်အောင်ထားတယ်အဲ့ဒါတော့မှအမရဲ့စေတနာကိုစော်ကားသွားတယ်အမလက်နဲ့ရေးတယ်သူကခြေနဲ့ဖြတ်သွားတယ်ကိုဆိုဟိုဘက်မိဘတွေကိုလည်းရင်အားနာတယ်လေကမနေ့ကတောင်းမှန်ရရောင်မနဲ့မောင်လေးနေဖို့ဆိုပြီးတော့လည်းချဲဝယ်ထားတာတော့ရှိတယ်ပေါ်တော့အဲ့ဒီဟာတော့လည်းသွားယူခိုင်းမယ်စာချုပ်စာတမ်းကလည်းရောင်းမလေးနဲ့မိနေပဲဆိုတော့အဲ့ဒါသွားယူခိုင်းမယ်ကောင်းကောင်းမွန်သွားယူလို့သူတို့ဘက်ကငယ်လေးဘက်ကမပေးဘူးဆိုရင်လည်းတို့တယောက်ပြီးတိုင်းပဲဆက်သွားခိုင်းမယ်ပေါ့နော်ရောင်းမတို့ မင်းကလေးချင်းကိုချင်းမစားလို့ပြောတာမို့ကျွန်မမင်းကလေးချင်းကိုချင်းနဲ့စားတယ်။ကျွန်မမို့ကျွန်မပေါ့လုံရက်တော့လေကျွန်မရင်တာလို့မဆုံးကျွန်မပေါ့ကျွန်မရောင်းမပေါ့ဒီမှာသူယူဖို့သူကိုယ်တိုင်သူတို့ကြိုက်လို့ချစ်လို့ကြိုက်လို့ဆိုပေကျွန်မသူတို့ကိုပေးစားတာနော်ကျွန်မနေရာလဲဝင်ကြည့်လိုက်ရောကျွန်မမောင်ကျွန်မအသက်ထက်လဲပိုချစ်လို့တော့ကျွန်မသူများအိမ်မှာအိမ်ပေါ်လှုပ်ပြီးတော့ကျွန်မမောင်ကျွန်မဖူးဖူးမှုတ်ထားတာအဲ့ဒါတော့မှကျွန်မမျက်နှာလေးတစ်ချက်တော့မထောက်ပဲနဲ့ သဘောမတူတဲ့ကောင်မလေးကိုလည်းယူသွားတယ်အဲယူသွားတဲ့ကောင်မလေးကလည်းဖေရမမသိဘာမမသိပဲနဲ့ယူသွားလို့ကျမဘယ်လောက်ရင်သားလဲဘယ်လောက်ရင်ကွဲရလဲစဉ်းစားကြည့်အမတယောက်နေနဲ့သူ့အတွက်ဆိုလို့လို့သိမရှိအောင်ကျမထားပဲကျမမဝေးရမစားရနေပါစေကျမမောင်လေးပြေဆုံးပါစေတော့ကျမရွာမှာဆိုလည်းမျက်နှာမငယ်ပါစေဆိုလို့အကုန်လုံးလုပ်ပေးကမှခိုတက်ဖက်မှလည်းသူတို့ဘက်ကလိုလိုလားလားရှိလို့ကျမသူတို့သူများကောင်မလေးအမေတွေနဲ့တော့တောင်းရပေးပြီးခါမှအခုလိုမျိုးလှုပ်သွားတာလေ ဘယ်တခါကျလည်းညင်တာပြကိုဘလောက်ကောင်းလုပ်ပေးပေးကို့အတွက်ကောင်းတဲ့အရာဆိုတာရတယ်ဆိုတာအမြဲတမ်းနေတယ်ကိုဘလောက်ဘသူ့အပေါ်ပဲအနစ်နာခံခံနောက်ပြုံးကိုပြေရလိုက်တဲ့အခါကျတော့ရင်နာစရာတွေပဲကိုဆယ်ကလောက်ကောင်းတဲ့တခါကိုကတော့လေဩဩမမောင်နမဆွေရောက်လေးပဲရှိတယ်သူ့ပြောလေသူ့ဆိုအမြဲတမ်းဦးစားပေးတယ်ဩသူအ ကငါတို့ပတ်သက်မရှိဘူးနော်အော်ဆိုင်ကလေးသူများရှိရသွားမှလို့အော်သူမျက်နှာငယ်ရတယ်ဟိုကသူများကိုသူ့ကိုပြောတယ်သူကအော်နှဲ့ကိုလာတိုင်းတော့အဲ့တုန်းကလည်းနှဲ့မျက်ရည်ချရရတယ်အော်ငါမောင်လေးကငါစူးစမ်းမယ်လေးဆိုတော့အများရသူ့အတွက်ပဲဦးစားပေးတယ်ဒါပေမဲ့သူလုံးမလုံးခင်စဉ်းစားတင်တာပေါ့နော်ငါမောင်ကရင်တိုင်ပင်ရမယ်လေဒါသူ့ရဲ့အိမ်တော်ရင်တော့ဒါပေမဲ့နှဲ့ကသူ့ဟိုကတည်းအရေးကြီးတဲ့အမမဟုတ်ဘူးလားသူများအဲ့လိုမျိုးနှဲ့ကတိုင်ပင်စေချင်တာဒါပေမဲ့အဲ့လိုမျိုးလေးလုံသွားတဲ့ခါကျတော့အရေးရှိနေရတယ်တိလားအော်မနေ့ကဆိုလေး နေရပြောတဲ့တော့မှသူနေကိုကဲကဲကဲနေပြောပြီးတော့ဖုံးချသွားတယ်ပြီးတော့လေသူဟိုကဘယ်လိုပြောမလဲဟိုတပတ်မိန်းကလေးကိုလည်းအာနာတင်နေနေတော့သူတို့ကိုယ်တိုင်မချစ်လို့ကြိုက်လို့ယူကြမယ်လို့ပြောခဲ့တာလေနေတော့မလို့မနှစ်ယောက်စေရဲ့နော်အမြဲတမ်းနေအမကြီးအမိရပီတော့အမြဲတမ်းနေတယ် နော်အော်ကိုမကိုကအရင်ချစ်တော့အမြဲတမ်းအလိုလိုက်တယ်သူဘာလို့ချင်းလဲလို့လို့ချင်းနဲ့မန်သမျောင်းမိအရောင်နွယ်လှုပ်ပေးတယ်နွယ်စူးစားပေးတယ်နွယ်ခုချိန်နေ့တော့အသက်30ကျော်နေတခါမှမနာရသေးဘူးတက်တော့တက်တာတခါမှမနေရသေးဘူးနော်နွယ်မောင်လေးအော်စာနေပါလေမတက်လို့သူများရှိမှအလုံးလို့အပြောခဲအဆိုခံရမယ်လေဆိုပြီးတော့ညွေပဲသူများအရှိမအလုံးလုံးပြီးတော့ပြောအဆိုခံတယ်။မျက်မှောက်လေးယနေ့ချိန်ကြီးညွေအလုံးမလို့သူအခုချိန်ကြီး24နေရှိပြီနော်။အလုံးတစ်ခါမှမလုံဘူး။ လုံလဲမလုံရအောင်တွေအမြဲတမ်းပံ့ပိုးပေးတယ်ကိုသူများနိုင်ငံမှာတတလုံးကြိုခင်ခဲပါစေ။အော်ငါပေါင်လေးနဲ့ငါအမေပြည့်စုံနေတဲ့ဆိုတဲ့အစိတ်တစ်ခုနဲ့တွေ့အခုချိန်ဒီမပြန်ပေးနဲ့ဒီမှာနေပေးတယ်နော်အဲ့တော့မှလုတ်သွားတဲ့အခါအယက်ရှင်သားစီကကောင်းတော့လေဘလို့မှတော့မျိုးစက်စက်ကလုံးတော့မရှိဘူး6နှစ်9နှစ်လောက်တွဲနေတဲ့ကောင်မလေးရှိရတဲ့နဲ့တခြားကောင်မလေးနဲ့ဖောက်ပြန်ပြီးတော့ယူသွားလို့ အဲ့ဒီကောင်မန္တလေးမှာရှိရသေးလားမြင်လို့ရှင်ဝိုင်းပြီးတော့ပါရိုက်လိုက်နော်ဘူမန္တလေးမှာရအောင်တစ္ဆာရှိတဲ့သူတွေဖောက်ပြန်တာခဲရလဲဆိုတစ္ဆာရှိတဲ့သူတွေကငတုံးနေမလို့လေတိလားအားတဲ့သူတွေဖြစ်နေလို့လေတိလားတစ္ဆာမရှိတဲ့သူတွေဘာလို့ချစ်ခံရလဲဆိုတစ္ဆာမရှိတဲ့သူတွေကလူလဲတွေလေတိလားလူကြောနဲ့တယ်လူရည်လဲတွေမလို့ကောင်းတဲ့သူနဲ့မကောင်းတဲ့သူတွေနဲ့ရမကောင်းတဲ့သူတွေနဲ့ကောင်းတဲ့သူတွေရအဲ့လိုမျိုးလေလောကကြီးကလုံးဝဒရာမာခင်းနေတယ်အဲ့ဒါဘာလို့လဲဆိုတော့ကောင်းတဲ့သူတွေကအားလို့လေတိလား တစ္ဆာရှိတဲ့သူတွေအရဲဟိုကတစ္ဆာရှိရင်ပြီးရော ကိုတွဲတဲ့သူကကိုလိမ်မဲ့သူလားတစ္ဆာဖောက်မဲ့သူလားခြံခုံမဲ့သူလားအဲ့လိုမျိုးတွေကိုကြိုတင်မတွေးထားလို့စင်ပက်ဖြစ်ပြီးတော့မှနာကြီးဖြစ်လို့အဲ့လိုမျိုးဖြစ်လို့မရဘူးကိုပေါ့ကိုကိုလူကောင်းလို့မကောင်းလို့ ရိုးလို့မကလို့အာနေနေသူများကကိုယ့်လိုမဟုတ်ဘူးဆိုတာတွေးတရမယ်ဒါကကိုယ့်ရဲ့ဉာဏ်ရေပေါ်မှာမတည်ရလူတွေကကိုယ့်လိုမျိုးမဟုတ်ဘူးလူတိုင်းကသူ့မှာသူ့ရဲ့အာချန်တာနဲ့သူရှိတယ်တစ္ဆာဖောင်းမဲ့ပုံစံပေါ်နေပြီဆိုရင်အစတည်းကမရွေးခဲ့ရမှာကိုကချီးတဲ့ရမှာလေကိုတောင်းဝင်တစ္ဆာဖောက်တဲ့သူကဘာကြောင့်မို့ချစ်ခံရလဲဆိုသူတို့ကအစတည်းကလူရိုးတွေမဟုတ်ဘူးလိန်နဲ့သူကပို့ပြီးဉာဏ်ကောင်းတယ်ခိုးတဲ့သူတွေဝတ်တဲ့သူတွေပို့ပြီးဉာဏ်ကောင်းတယ်ခိုးတဲ့သူတွေဝတ်တဲ့သူတွေအလက်ကားခိုးလို့မရဘူးလူအများကြီးရဲ့အထောက်အကူတိပြီးတော့မှပဲနော်လူတွေတစ်ချိန်လုံးလိုက်ကြည့်နေမှပဲခိုးလို့ရတယ်လိန်နဲ့ဆို ည်းတူတူပဲသစ္စာဖောက်တဲ့သူတွေလည်းတူတူပဲအဓိကပြောချင်တာကသူတို့လူရည်လဲတာကိုလည်းကိုကသိရမယ်ကိုကဘလောက်ပဲလူကောင်းနေပါစေအရင်ရိုးရှင်းတဲ့အသွေးတစ်မျိုးနဲ့ပဲတွေးလို့မရဘူးလူအကြောင်းကိုနားလဲညံကောင်းရမယ်ညံကောင်းရမယ်ဆိုတာ ဟာဒီလူကဒီလိုပုံစံချိုးနေဆိုဒါတော့မဟုတ်တော့ဘူးဆိုတာလူတွေရဲ့ပက်တန်တွေကိုကိုကကြည့်နိုင်စွမ်းရှိရမယ်ကိုပေါ့ကိုကဘလောက်ပဲရိုးရှင်းမှစေလူတွေကမရိုးရှင်းဘူးဆိုတာကိုနားလည်နိုင်စွမ်းခံမန်းနိုင်စွမ်းရှိတာကဉာဏ်ပညာပဲသစ္စာဖောက်တဲ့သူတွေကိုပြင်လို့မရအောင်ဒါပေမဲ့ကိုကိုပြင်လို့ရအဲ့ဒါဘာလဲဆိုတော့သူတို့ဖောက်မဲ့သူကိုချိုးတင်ပြီးတော့မှမြင်တတ်ဖို့ပေါ့နော် โอเคဟုတ်ကဲ့ပါမျိုးတွေမွဲဗီဒီယိုလေးကတော့ဒီလောက်ပါပဲဗီဒီယိုထဲမှာဆိုလို့ရှိရင်တော့ဒီအမကတော့အမကြီးအမိယာပိတပေးမယ်ဒီမောင်လေးကတော့တစ္ဆာဖောက်သွားတယ်ပေါ့နော်ဒါကြောင့်မလို့လဲဒီအမကကနေပြီးတော့ဒီနောက်လူတွေကြီးလို့မဖြစ်အောင်ပြပြလာတာပဲဖြစ်ပါတယ်ကြည့်ပြီးတော့လဲစိတ်မကောင်းဖြစ်ရပါတယ်ကြည့်တဲ့မျိုးတွေလဲဘုဒ္ဓရာတစုံပြရရလိမ့်မလို့လဲမျှော်လင့်ပါရရှိဒီဗီဒီယိုလေးနဲ့ပတ်သက်ပြီးတော့အမျိုးတွေထင်မြင်စကြကလေးတွေလဲဗီဒီယိုလေးအောင်မှာ comment လေးရေးခဲ့ပြီးလို့ရပါရရှိ နောက်ထပ်လည်းမဆက်လီတဲ့နေ့ဟာတာဗီဒီယိုရိုးတူတိုင်ရဲ့ဆက်ဗီဒီယိုလေးတို့နေ့စဉ်နဲ့တက်ဆက်ပြတတ်မှာမို့မောချန်နယ်လေးကိုလိုက်စခရိတ်နဲ့တောက်ပတ်တန်ဆူပါရှိနောက်ထပ်ဗီဒီယိုမှာပြန်ဆုံမယ်နော်တတား